ဒီဖြစ်ရက်ကတော့အီချိုခဏတန်းနှစ်ခန့်အရွယ်2000ခုနှစ်ဝင်းကျင်လောက်ကဖြစ်ပျက်ခဲ့တာပေါ့အဲ့ဒီအချိန်တုန်းကဝန်ထမ်းဖြစ်တဲ့ဖခင်ဖြစ်သူယာရုတို့တာဝန်ကြတဲ့နေမျိုးလေးတစ်မျိုးအီချိုတို့မိသားစုလိုက်ပြောင်းနေဖြစ်ခဲ့ပါတယ်အီချိုတို့မိသားစုကမိသားစုဝင်9ဦးရှိပြီးတော့ဖီဖီရဲ့မီမီရဲ့အီချိုရဲ့ညီမလေးသဲပိုရဲ့မောင်ငယ်ဆုံးလေးဖိုးသားလေးရဲ့ပေါ့ဝန်ထမ်းမိသားစုဘဝဆိုတော့ဟိုဒီဒီပြောင်းရွှေ့နေထိုင်ရတာဟာ ဣချိုတို့မောင်နှမရဲ့အတွက်အစမ်းတော့မဟုတ်တော့ပါဘူး။ဖခင်ရဲ့အလုပ်ချိန်နေရမြို့ပြနဲ့ဝေးလံပြီးတော့အနှဲငယ်ခေါင်းနဲ့အဲ့ဒီမြို့ငယ်လေးကိုဣချိုတို့တွေမိသားစုလိုက်ပဲပြောင်းရွှေ့လာခဲ့ရပါတော့တယ်။ရုံးရဲ့အဆောက်အဦပုံစံကတော့တထက်အဆောက်အဦတန်းလျားရှည်ပုံစံမျိုးပါပဲ။အဆောက်အဦပုံစံကဟောင်းနှွမ်းမြင့်မဲ့ခြံကျဲဝန်းကျဲတစ်ပင်ပန်းမှန်စိမ့်စိမ့်ဆူဆူနဲ့ဆိုတော့တကယ်ကိုနေချင်းစပွဲပုံစံလေးရှိပါတယ်။ ရုံးချံတကားကနေဝင်လာရင်ပဲရုံးဝဲကအတော်လေးကျယ်ဝန်းကြောင်းကိုတိတာတယ်။ရုံးအဆောက်အဦးရဲ့နောက်ဖက်ကဲ့ရက်မှာတော့အုတ်ကန်လေးတက်တက်ရက်ရက်အမိုးကလေးနဲ့ရေချိုးရတဲ့နေရာလေးရှိတယ်။အဲ့ဒီဘေးကဲ့ရက်ကတော့ကြာပန်းလေးတွေနဲ့ကန်ရှိပါတယ်။ရုံးနောက်မှာလည်းစားပင်သီးပင်ဝေစီနေပြီးတော့အပင်နန်းတွေရဲ့ဟိုးနောက်မှာတော့အိမ်သာလေးရှိတယ်။အိမ်သာကရုံးနဲ့နည်းနည်းလှမ်းနေတော့ညိုင်းညတာအပေါ်သွားယုံလောက်ဆိုရင် ရုံးကရက်ကရေချိုးတဲ့နေရာမှာတည်းမဲအိုးလေးထားရမယ်စိတ်ကူးကြတာပေါ့ဣချိုတို့မိမိကတော့လေကောင်းလေသန့်လေးရခြံဝန်းကြကြဲစိမ့်စိမ့်လန်းလန်းနဲ့ဆိုတော့ရောက်ရောက်ချင်းကိုပျော်နေပါတော့တယ်အငယ်နှစ်ယောက်ကလည်းခြံထဲမှာပြေးလွှားပျော်ရွှင်ပြီးရောက်ရောက်ချင်းနေလေးတွေဟာတကယ်ကိုပျော်စရာကောင်းခဲ့တာပေါ့တမျိုးလုံးအားထားရတဲ့ဈေးရလဲဣချိုတို့ရုံဝင်းနဲ့ကဲ့ရက်ပါပဲ ရောက်ခါစားနေတဲ့နေသားကြပြီးဣချိုတို့မိသားစုလည်း နေပျော်လာကြတယ်ပြောစရာရဲ့ဆိုလို့မနက်ပိုင်းဆိုရင်ဈေးရှိလို့စူညံစီကားနေတဲ့ရုံလန်းလေးဟာညနေဆောင်ဆိုရင်တော့အရန်ကိုတိတ်ဆိတ်သွားတတ်တာရုံလန်းတစ်လျှောက်လုံးကလမ်းထိပ်ကဈေးရဲ့ဣချိုတို့ရုံရဲ့အပြင်မှာတခြားရုံလေးတွေ၄၅ရုံရှိတယ်ပြောရမယ်ဆိုရင်တော့တလန်းလုံးကလူနေအိမ်ခြေရဲ့မဟုတ်ပဲရုံတွေကြီးပဲပေါ့ဒါပေမဲ့လေမိသားစုလိုက်နေတဲ့ရုံကတော့ ဣချိုတို့ယုံဝင်မဲ့ရှိတယ်။ဂျန်နဲ့ယုံနေရတော့ယုံဆောင်လောက်ပဲရှိတဲ့အဆောက်အဦးတွေပေါ့။ဒါကြောင့်ဣချိုတို့ចောင်းစင်းချိန်၄နိုင်၅နိုင်နောက်ပိုင်းဆိုရင်ယုံလန်းအရန်ကိုတိတ်ဆိတ်ခြောက်ကပ်သွားတတ်တယ်။အဲ့ဒီအချိန်ဆိုရင်ဈေးယုံလည်းပိတ်ပြီ哦။ဣချိုတို့မောင်နှမတွေကတော့ယုံကူအကိုကြီးစောစောကចောင်းကြို့ပို့လှုပ်ပေးနေကြ။ចောင်းကလည်းတော်တော်လေးတော့နီးပါတယ်။ မြို့လေးကိုရောက်ပြီးတလားလောက်ကြာတော့အတန်းကြီးဖြစ်တဲ့ဤချိုကညနေအချိန်ဘိုတန်းစတင်ရတာကြောင့်အငယ်ရီနဲ့ကြောင်းစင်းချိန်မတူတော့ပါဘူးပုံမှန်ဆိုရင်ဤချိုတို့မောင်နှမအားလုံးအတူဇော်ဇော်ကလာကြိုပေးရပင်မဲ့အခုကြာတော့တနိုင်နောက်ကြမှကြောင်းစင်းရမယ်ဤချိုကတသက်လူဖြစ်သွားတယ်ဤချိုကလည်းအကိုကြီးဇော်ဇော်ကိုအားနာတယ်လေဒါနဲ့ပဲဤချိုကလာမကြိုခိုင်းတော့ပဲနဲ့ အချို့ဘာသာပြန်ဖို့ပဲဖြစ်လာပါတယ်။တခြားတငယ်ချင်းနှစ်ယောက်နဲ့အတူပြန်လေးရှိပြီးတော့ယုံလန်းဘက်ကကိုယ်ဝင်ရတဲ့ဈေးထိပ်ရောက်မှသာလမ်းခွဲပြီးတော့ယုံဘက်ကိုရှောက်လိုက်ရုံပါပဲ။ဒီလိုနဲ့တရက်အဲ့ဒီရက်ကအချို့ရဲ့တငယ်ချင်းမှနှစ်ယောက်ကထူးချွန်ဆောင်မှုရဲ့အတွက်အားကစားစစ်ဆေးမှုရှိနေတော့အချို့နဲ့အတူ လိုက်မပြန်နိုင်ဘူး။ကျောင်းကနေအချို့တယောက်တည်းထွက်လာခဲ့ပါတယ်။ညနေ9:00ဝန်းကျင်ပေမဲ့ မိုးလေးကဖြောက်တော့ဖြောက်တော့ရွာနေတော့ပဝင်းညင်ကအုံမိုင်းနေပြီလူသွားလူလာလဲတော်တော်လေးကိုပါနေတယ်အချို့ဖြည်းဖြည်းချင်းလမ်းလျှောက်ရာကနေရုံးလမ်းဘက်ကိုကိုွေချိုးပြီးဝင်ရမယ်ဈေးထိတ်ကိုတော့လှမ်းမြင်နေရပါပြီဈေးထိတ်ကအုတ်ခုံလေးပေါ်မှာမိုးဖိုးဖွဲကြနေရဲ့နေတော်မှာဇုံတယောက်ထိုင်နေတာကိုလမ်းမြင်နေရတယ်အဝေးရဆိုတော့လူလုံးတော့မသေးကွဲသေးဘူးအစိမ်းရောင်လိုဝှက်ထားတာလေးတော့တွေ့မိတယ် အနီးရောက်မှတေချာကြည့်လိုက်တော့အဖြူစိမ့်ဝှက်ထားတဲ့မိန်းကလေးတူတီတီပပပြောရရင်တော့အသားရေကဖြူလျော်ပြီးပင်ပန်းလွန်းနေပုံရတယ်လို့နှကန်းလေးတွေကဖြော့တော်လို့သပင်ရှည်လေးတွေကလည်းအနှင်းငယ်ဖွာ၆၆ဖြစ်နေတယ်လို့ထင်ရတယ်။တက်ကတော့ဤချိုထက်နည်းနည်းကြီးပုံရတယ်။ဆယ်တန်းလောက်အရွယ်လို့ထင်ရတာပါပဲ။ចောင်းတစိုက်ကလည်းဤချိုတို့ចောင်းကပဲ။ဒါပေမဲ့ ဒီအမောက်ငါเจ้าမှာမမြင်ဘူးပါလားဒီလိုပဲအချို့တွေးမိနေတယ်အမှုမမှတ်မဲ့နဲ့ပဲအဲ့ဒီเจ้าစိမ့်ဝိမင်းကလေးကိုကြော်ပြီးတော့လမ်းထဲကိုဝင်လိုက်တယ်အဲ့ဒီမင်းကလေးကအချို့စိမ့်စိမ့်တွေ့တွေ့လိုက်ကြည့်နေတာကိုအချို့တွေးလိုက်တယ်စိတ်ထဲတစ်မျိုးလို ဖြစ်သွားပြင်မဲ့မတိမ်မရင်အရွယ်မင်းကလေးပဲဆိုတော့အချို့လဲအမတ်တမဲလှဲ့ပြီးပြုံးပြလိုက်မိပါတယ်ခုနတွေ့တွေ့ဝေးဝေး တငေးတီဖြစ်နေတဲ့မျက်လုံးလေးတွေကချက်ချင်းပဲလက္ခဏာဖြစ်သွားတယ်။ဗဇက်လေးဟလာပြီးတခုခုလှမ်းပြောလာတယ်။ဒါပေမဲ့လည်းအသားတိုးလို့တော့အချိုလည်းမသေးခွဲလိုက်ဘူး။ရှင်းဘာလဲမအဲ့လိုပြန်ပြီးမင်းနေတော့ရုံးပေါ့ဝါကနေအငယ်နှစ်ယောက်ကမမပြန်လာပြီဟေးဆိုပြီးတော့ပြေးထွက်လာကြတာကိုလမ်းမြင်နေရတယ်။အာယုံကအငယ်နှစ်ယောက်စီရောက်သွားပြီးခဏလေးပဲ။ ချက်ချင်းပြန်လှည့်ကြည့်လိုက်တော့ခုနကចောင်းစွက်ဝက်မင်းကလေးကဟိုးဘက်ဈေးဝင်ပေါက်ရှိကိုရောက်နေတာတွေ့လိုက်လေရဲ့ဟင်ဘလောက်ခဏလေးနဲ့အဲ့ဒီဝင်ပေါက်ရှိတီဘလောက်မြန်မြန်ကြီးရှောက်သွားလိုက်ပါလေခုနကလည်းဘာမင်းမလို့လည်းမသိပါဘူးမိုးတွေဖွဲနေတာကိုလည်းဒီတိုင်းလေးထိုင်နေတာဒီနာရုံတရုံရုံပြောင်းလာတဲ့လူသစ်တွေများလားနော်အတွေးတွေကတော့ပြန့်သွားပြီမဲ့ အငယ်နှစ်ယောက်ကအတင်းလက်လာဆွဲပြီးခေါ်ချသွားတော့ဣချိုလဲတိတ်တွေးမနေတော့ပဲရုံးဝင်းထဲကိုပဲလိုက်ဝင်သွားလိုက်ပါတော့တယ်။နောက်နေ့ကျတော့လဲထုံးစံအတိုင်းပဲတငယ်ချင်းမနှစ်ယောက်နဲ့အတူစကားတပြောပြောရင်းဣချိုကြောင်းစင်းလာတာပေါ့ရုံးလန်းထိတ်နားမှာအစိမ်းရောင်ရေခနဲတွေးလိုက်လို့တေချာကြည့်လိုက်တော့မနေ့ကတွေ့တဲ့ကြောင်းစင်းဝင်မိန်းကလေးပဲ။อืมဟုတ်ပါပြီငါတို့လိုပဲ ဒီနာယုံမိသားစုလိုက်ပြောင်းလာတဲ့လူသစ်တွေပဲနေမှာဒီလိုပဲဣချိုယူဆလိုက်ပါတယ်တငယ်ချင်းမတွေကတော့လေပေါ်နေတာနဲ့တဲ့အဲ့ဒီအမောင်မြင်ပုံမရကြအောင်တငယ်ချင်းတွေနဲ့သကကြောကိုမနှဲဖြတ်ပြီးတော့လမ်းထဲကိုကြွေချိုးဝင်လာပြီးအုတ်ခုံလေးရှိရနေဖြတ်လိုက်တယ်ကျောင်းစိတ်ဝတ်ကောင်မလေးရဲ့ပုံစံကတော့မနေ့ကထတ်တောင်မှညိုးငယ်ဖြူယော်နေပုံရတယ်မျက်တွင်းတွေလည်းကျနေပြီးတော့ ဇပင်ကြီးကလည်းပွားရောင်ရောင်နဲ့ထူးဆန်းနေတာကရေဆိုနေတဲ့ကြောင်စိန်ဝစ်စုံမနီးကတော့မိုးပွဲထဲမှာထိုင်နေတာမို့မိုးဆူတာလို့ထင်ခဲ့ရပေမဲ့ဒီနေ့ညနေကတော့မိုးရမနေခဲ့ပါဘူးဒါပေမဲ့လေအဲ့ဒီအမကတော့ရေဆိုနေတဲ့ဝစ်စုံတွေကိုထိုင်နေတာတနာစပွဲတခုခုအကူအညီလိုအပ်နေတယ်လို့ပဲအစ်ချိုဖြတ်သွားရင်းနဲ့ တစ်ချက်ဝေးကြည့်လိုက်တော့သူကပြုံးယုံလေးလှမ်းပြုံးပြတယ်အဲဒီကောင်မလေးကိုမြင်တိုင်းအချို့စိတ်ထဲမှာဘလို့မှမသိစိတ်လေးလံနေတယ်လို့ပင်မဲ့အမှန်တော့သူ့ပုံစံလေးကတနာစရာကောင်းနေတယ်လို့ပဲအဲ့ဒီနေ့ကတော့ဘာစကားတစ်ခုမှမပြောဖြစ်ပဲအချို့အိမ်ပြန်ရောက်လာပါတယ်တတိယမြောက်နေ့ခါတိုင်းလိုပဲကျောင်းစင်းပြန်ချိန်မှာဒီနေ့ကတော့မိုးရီအရန်ရွာနေခဲ့ပါတယ် မိုးရက်ရွာနေတော့တငယ်ချင်း၃ယောက်သားအပြေးတစ်ပိုင်းကိုအိမ်ပြန်လာကြတာစကားတော်မှမပြောနိုင်ကြဘူး။ရုံလန်းထိတ်နားရောက်တော့ခတ်သွတ်သွတ်ပဲတငယ်ချင်းတွေကိုနှုတ်ဆက်ပြီးလမ်းထဲကိုယ်ဝင်လိုက်တယ်။ဟင်။ဟိုအမကျွန်တော်ကလမ်းလျှောက်လာတော့မှမမြင်မိပါဘူး။ခုမှရုတ်တရက်လမ်းလေကောင်မှာငနချင်းဆိုင်ရက်နေတဲ့ကျောင်းစင်းဝတ်နဲ့အဲ့ဒီမိန်းကလေး ငိုးတွေကအုံတိုင်းတိုင်းယွာနေလို့ပဝင်းကျင်ကြီးကအုံမိုင်းနေရတဲ့အထဲသူ့ပုံစံကဒီနေ့မှပူပြီးဖြူရော်ဖြူဆုပ်နေပြီးသူလုံးဝမရှိတယ်လို့ပဲအစ်ချိုမြင်တော့တခုခုပျော်သွားတယ်လို့မျက်လုံးတွေတွေကြီးတွေကဖြက်ကနေလက်သွားတယ်ဒီလောက်လေကြီးမိုးကြီးထဲမှာဒီမင်းကြီးဘာလို့ရက်နေရပါလဲသူ့ကိုတွေးလိုက်တိုင်းဒီចောင်းစိမ်ဝတ်စုံနဲ့ညိုးငယ်ဖြူရော်နေပြီးတော့ စိတ်ထဲမှာတကူထင်နေတယ်လို့ငါလို့ခံစားရပါလေအတွေးတွေအရန်နောက်ကြည့်လာလို့ဤချိုကတော့ကျောင်းစိတ်ဝိမင်းကလေးကိုဂယုမပြုမိဟန်ဖြစ်ပဲကြော်လိုက်ပြီးရုံးဘက်ကိုအပြေးတစ်ပိုင်းမဲ့လာခဲ့လိုက်တယ်ရုံးရှိနာရောက်ပြီးခြံတကားလာဖွင့်ပေးဖို့အော်ခေါ်နေတဲ့အချိန်မှာတယ်ညီမလေးညီမလေးတိုးညင်းလို့နဲ့အတန်လေးနဲ့အဲ့ဒီအဖြူစင်းဝိမင်းကလေးရဲ့အတန်ကနောက်ကျောကနေကပ်ပြီးထွက်လာလို့ ဣချိုအလန့်ကြီးရားပဲလှဲကြည့်လိုက်မိတယ်။နောက်ကျောတဲမှာသူရက်နေတာပြုံးငင်းနဲ့မြင်လိုက်တော့ဣချိုတော်တော်လေးတော့လန့်သွားပြီ။ဘာမှကိုပြန်မပြောလိုက်နိုင်ဘူး။အဲ့ဒီမိန်းကလေးကဆက်ပြောတယ်။ညီမလေးရဲ့ဒီရုံးနေရာရေကန်ထဲမှာနော်။ရှာပေးပါနော်။ရှာပေးပါနော်ညီမလေး။မိုးတန်လေးတန်ထဲမှာဘလုံးမထွေးနဲ့ဆက်ပြောနေရင်လက်သီးစုပ်ထားတဲ့ဟန်လက်တစ်ဖက်ကိုမြောက်မြောက်ပြနေတယ် ဖရာဖရာဣချိုကတော့ကြောထဲကနေစိတ်လာပြီးကြောက်လန့်တဲ့စိတ်ဝင်လာတယ်။ခြံကမြ мян လာဖွင့်ဖို့ပဲဆက်ပြီးတော့အော်ခေါ်နေမိတော့တယ်။အဲ့ဒီအချိန်မှာပဲရုံဝင်တကားဖွင့်ပြီးအမေထွက်လာတယ်။ဟဲ့သမီးဣချိုအမြတ်ဝင်လာလေဆိုရွှဲနေပြီ။အမေအတန်းကြောင့်ကြောင်နေရကနေဆက်ကနေဖြစ်ပြီးလှည့်ကြည့်တော့ခုနကမင်းကလေးမရှိတော့ပဲချက်ချင်းပြောက်သွားတယ်။ပုံမှန်မဟုတ်တဲ့အခြေအနေကိုရိပ်စားမိလို့ ဤချိုလဲချက်ချင်းကိုဖိနှိန်ရှင်တင်ကြီးခန်းစားလိုက်ရပြီးတော့ရုံထဲကိုမြ мян မဲလိုက်ဝင်သွားလိုက်တော့တယ်အဲ့ဒီညကမူးမိတာရောလန့်တာရောပေါင်းပြီးဤချိုတယောက်ဖျားပါလေရောကျောင်းစင်ဝှက်ထားတဲ့ကောင်မလေးကိစ္စကိုတော့ဗာမန်းညာမန်းတေချာကြီးမပြောနိုင်မိမဲ့အငဲတွေပါကြားပြီးကြောက်တာမျိုးမဖြစ်စေချင်လို့မိဘကိုပြန်မပြောဘဲထားလိုက်တယ်ဖြစ်ချင်တော့ အဖျားတက်လို့ညာဦးပိုင်းကနေစေးတောက်ပြီးအိပ်ပျော်သွားလိုက်တာမှအိချိုတယောက်တည်းနိုးတော့ညာစနစ်ခွဲကြော်နေပြီဘိုက်ကနာပြီးအိမ်သားနဲ့သွားကျင်လာတယ်။ညနေရစိတ်ထဲလန့်နေတာရှိတော့သွားလည်းမသွားချင်းယာလီဥရုကလည်းလျက်စည်းတဝင်းဝင်းလေရအေးအေးဆက်ဆက်နဲ့ဆိုတော့ပို့ပြီးတော့မှအိမ်သားထိဝဝေကိုထမသွားချင်းဘူး။ဒါပေမဲ့လည်းဘိုက်ကတိတိတသာ ပူနာလာတော့မတက်တာတော့ပဲ။ အမေကိုအဖို့လိုက်ဖို့နှိုးရပါတော့တယ်။တာမီနီယောက်ဓမီလေးတွေနဲ့အိမ်သာဘက်သွားပြီးဣချိုကတော့ကိစ္စအမြန်ရှင်းတာပေါ့။ဗိုက်ထဲပေါ့သွားတော့မှ နေသာတိုင်းသာရှိပြီးအိမ်သားကနေဆင်းလာလာချင်းအမေရဲ့လေးဓမီထိုးရင် ရေကန်ဟိုဘက်ချမ်းကိုကြည်ရင်ရက်နေတယ်။ဣချိုလည်းအမေနားလျှောက်သွားပြီးမေဘာကြည့်နေရလဲ။ဣချိုလမ်းမိလိုက်တော့ အမေကစက္ကနဲတုံသွားပြီ။ဘာဘာမဟုတ်ပါဘူးတမီးရဲ့။မြ мян သွားမြ мян သွားကြည့်မနေနဲ့။ဆိုပြီးကရုံကြီးရင်ပြောလိုက်တယ်။အမေပုံကမျက်စိပြက်မျက်နာပြက်နဲ့မူမမှန်တော့အမေမကြည့်ဖို့တားနေပေမဲ့ဣချိုတယောက်မျက်စိတောက်ကပ်ပြီးရေကန်ဘက်ကိုဆွေကြည့်လိုက်တယ်။မျက်လုံးတောက်မှာစိမ့်စိမ့်ကြီးကလက်ကနေဝင်လာတယ်။အမလေးရေကန်ရဲ့ဟိုဘက် ဇေဘခြံစည်းကိုကက်ရက်ကရေခံဆက်မှာရင်းစိုးဆက်လက်ចောင်းစည်းဝတ်နဲ့မင်းကလေးအချို့မြင်နေကြပုံစံတက်အစပေါင်းများစွာရုပ်ပြတ်နေပြီအသားရောင်တွေကပြာနမ်းပြီးပျော့တွဲပုတ်ဆွေးနေတယ်လို့ပဲမျက်လုံးတွေကနီရဲပြွတ်နေတာလို့မျက်နှာဖောရောင်နေလိုက်ပုံများရုပ်ပြတ်စင်းပြတ်ကြီးပါပဲကိုနေဟန်ထားကလည်းရေခံထဲကနေအပေါ်ကိုကုတ်ချစ်တက်လာနေတယ်လို့ ကုန်းကုန်းကြီးတွားသွားနေတယ်။လျက်စည်းဝင်းကနဲ့လက်သွားတဲ့အလင်းအောင်မှာကြောင်ပြီးရက်နေတဲ့ဤချိုတို့သားမိဘကိုအဲ့ဒီကြောင်စီကိုကြီးရဲ့ခေါင်းကခြာကနေလှဲ့ကြည့်လိုက်တာ။ဘာမှမပြောဘဲနဲ့တောင်မှဘာကြီးဆိုတာသားမိနီရောက်အတက်တိနေပြီမို့လုံးဝစက်မကြည့်ရတော့ပဲရုံးဆောက်ဦးတဲ့ကိုပြေးဝင်ကြတယ်။အထဲရောက်မှဤချိုတယောက်ဘလို့မှမတောက်နိုင်တော့ပဲ။ ဓူးတွေပါခွင်ညွတ်လဲကြသွားတယ်။တတ်တလူကြီးဖြစ်သွားတော့တအိမ်လုံးပြောင်းဆန်နိုးလာကြပြီးပြူးစုကြရင်နဲ့ဣချိုနိုးလာတော့ရောင်ကြီးတော်လာနေပြီ။ဣချိုတို့ရုံဘက်ကစူညံနေတော့ဘီယုံကညာဆောင်အချို့တာဝန်ခံအချို့ပါရောက်လာကြပြီ။ဣချိုသတင်းမင်းရင်စောက်ကြည့်ပြီးနေကြရှာတယ်။အမေကလည်းလန့်သွားရတဲ့ဖြစ်ချောင်းကုံစီကိုပြောပြထားတယ်။ဣချိုနိုးလာတော့ထပ်ပြီး အဲ့ဒီအဖြူစိမ့်ဝေကောင်မလေးကိုမြင်ရတာသုံးခါလောက်ရှိပြီဖြစ်ကြောင်းအเจ้าကြီးစုံကိုထပ်ပြီးတော့ပြောပြလိုက်တယ်။အားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ကြတာပေါ့။ဒီကက်ရဲ့ရုံကတာဝန်ခံဦးလေးရတော့အီချိုပြောပြတဲ့ဖြစ်စဉ်ကိုအသေးစိတ်စိတ်ဝင်တစားနဲ့နားထောင်မင်း။တမီးပြောတာကောင်မလေးကအเจ้าစိမ့်ဝေနဲ့တမီးတို့အเจ้าအားလို့ပြောတယ်နော်။ပြီးတော့ရေကန်ထဲမှာတခုခုရှာခိုင်းနေနော်။ဟုတ်တယ်ဦးလေး။ ဘာရှာခိုင်းမင်းတော့မသိပါမယ်ဒီရုံးဝင်းနဲ့ရရေကန်ထဲမှာအဲ့အဲ့လိုမျိုးတွေပြောနေတာလက်သီးဆုပ်ဆုပ်ပြီးတော့ပြနေတာသူ့လက်ထဲမှာဘာရှိလဲတော့မမြင်ရဘူးဦးလေးဦးလေးကလည်းတွေးဆဟန်နဲ့အဖေနဲ့စကားပြောရင်ထွက်သွားတယ်ခဏနေတော့ရေဝင်တဲ့အချို့ရရွရွရလူကြီးချို့နဲ့ပြန်ရောက်လာပြီးရေကန်ဆက်ဘက်ကိုထွက်သွားတယ်ရေကန်ဆက်ကနေနှက်နှက်ဆက်ဆက်ကြည့်နေရင် ဈေးရုံနဲ့ကာထားတဲ့ဝင်းကြံတနည်းအားမှာလူဝင်လို့ရလောက်အောင်စီယိုကကျဲနေတာကိုတွေ့ရတယ်။အဲ့ဒီဝင်းကြံကမြေပြင်နေသားကိုကြည့်ပြီးတော့လူကြီးတွေနဲ့ကတဦးကကန်ထဲကိုဆင်းငုတ်ပါတော့တယ်။တအောင်လောက်ရင်ငုတ်လိုက် အပေါ်ပြန်တက်လာလိုက်လို့ရင်၃ကလေးကမြောက်လောက်မှာပြန်တက်လာရင်ထိတ်လန့်နေကြပြောတယ်။နောက်တော့ရက်ထဲကရင်ငုတ်ကျွမ်းတဲ့သူ၂ယောက်လောက်ထပ်ရောက်လာပြီ။၃ယောက်ပေါင်းပြီးရေထဲကနေတကူးကူးကိုဆဲလာကြတယ်။ အဝတ်စားရတော့အဖြူစိမ့်ဝစ်ထားပြီးခန္ဓာကိုယ်ကတော့လုံးဝကိုပြက်စီးနေပြီးကံအောက်ခြေရာရေမောနွေတွေထဲမှာညှိထွေးနေလို့အလောင်းကပေါ်မလာပဲအနည်းစင်းစဲယူခဲ့ရတာပေါ့အလောင်းကလက်သီးစုပ်တစ်ဖက်ကိုချစ်ချစ်ပါအောင်ဆုပ်ထားရရနေမနှဲဖြီကြည့်လိုက်ကြတော့ဂျာကင်အင်ကြီးစေကောင်းလို့ယူဆရတဲ့ပစ္စည်းလေးတစ်ခုอืมအလောင်းကတော့အရင်နှစ်လလောက်ကရုတ်တရက်ပြောက်သွားတဲ့ចောင်းသူမလေး ဖြစ်နိုင်ကြများတယ်။သူ့နေအတက်မပြောနိုင်သေးပေမဲ့တင်မှုတည်ခင်းပုံစံရအသက်ခံရပြီးတော့အလောင်းဖြောက်ခံရတာဖြစ်နိုင်တယ်။ပြီးတော့ဒီပစ္စည်းလေးကတည်ဆုံးသူကောင်မလေးကိုတတ်တဲ့သူရဲ့အင်ကြီးကဖြစ်နိုင်တယ်။အခင်းဖြစ်ပွားတဲ့အချိန်မှာလုံးလာထွေလာဖြစ်ရင်ကနေဒီစကောင်းလေးကကောင်မလေးလက်ထဲပြုတ်ပါသွားတာမျိုးဒီလိုမျိုးအကြမ်းပြေယူဆကြည့်လို့တော့ရတယ်။ ဒီအင်ကြီးစေကောင်းပိုင်ရှင်ကိုဖော်နိုင်ရင် အမှုမှန်ပေါ်ဖို့တော်တော်ကိုနှိစက်ပြီတာဝန်ကျရဲရရှိရဲ့သုံးသက်ချက်ကိုနားထောင်ရင်လူအုပ်ကြီးလည်းကျွစီကျွစီဖြစ်ကုန်တယ်အဲ့ဒီအချိန်မှာတတိကံပစ္စည်းလေးကိုဖြီယူရင်းတင်းစီးနေတဲ့ရဲဝန်နှန်းနဲ့နားကိုအဖိုးကိုတယောက်မျက်ရည်ဆက်လက်နဲ့ရောက်လာခဲ့ပါတယ်။သူကငုံနေပြောရှာတယ်။အရာရှိတို့ခမညာအဲ့ဒီအင်ကြီးစေကောင်းက ကျွန်တော်အင်ကြီးရပါခမညာကျွန်တော်အင်ကြီးရပါကျွန်တော်တေချာမှတ်မိတာပေါ့ဂျာကင်အင်ကြီးဆိုလို့အဲ့ဒီတထဲပဲရှိတာအရင်လားကျွန်တော်သားကျွန်တော်နဲ့လာနေတယ်သူ့ကိုတာတာနာနာလေးဝှစ်စေခြင်းလို့ဂျာကင်လေးပြေးဝှစ်ထားတာအမိနွယ်လေးစပြောက်သွားတဲ့နေ့မှာကျွန်တော်သားလည်းမရှိတော့တာပဲကျွန်တော်တွေးတော့တွေးမိနေသေးတာဗျာကိုသားလေးဆိုတော့မထင်ရမိဘူးဗျာရဲရရှိကြီးတို့ရဲ့ကျွန်တော်ကအပြစ်ရှိသူပါပဲ ကျွန်တော်ကဖမ်းသွားကြပါခမညာဘလုံးပထွေးအော်ဟစ်ရင်ငိုယိုနေတဲ့အဖာကြီးကိုအားလုံးကဝိုင်းကြည့်ရင်နားမလည်နိုင်အောင်ဖြစ်နေကြတယ်ရဲတွေကလည်းတိချလိပ်ပတ်လဲအောင်စုံစမ်းမိမြန်းရင်းနဲ့အဖိုးကိုဖြေကြားတာတွေကိုဝိုင်းနားထောင်ကြရင် လူများမှလည်းစုတ်တက်တက်တက်နဲ့စိတ်မကောင်းမှုကြီးစွာဖြစ်နေရပါတယ်ပဝင်းကျင်မှာလည်းဈေးဘက်ကရောယုံဘက်ကနေပါ လူတွေအုပ်အုပ်ကြက်ကြက်ဖြစ်လာပြီးတော့ ကျောင်းစိဝဲကောင်မလေးကျောင်းလူအုပ်ထဲမှာတီတို့တီတို့နဲ့ပြောနေတဲ့တဲ့တဲ့ကိုဣချိုတို့လည်းကြားနေရပါတယ်ဟဲ့ဟဲ့အဲ့ဒါဟိုအရင်နှလားပျောက်သွားတဲ့ကောင်မလေးနွယ်လေးဖြစ်လောက်တယ်နော်ခလေးပျောက်သွားတော့ဟာဟေးမအေရအယူမီဝိုင်းဖြစ်နေတာအဲ့ဒါကိုလူတွေကဒင်နောက်ပဲလိုက်ပြေးတာလူလူဘာလူဘာညာဝိုင်းပြောထားကြတာဖြစ်မဖြစ်ရလေဟဲ့အသက်ခံရတာများလားမသိဘူးနော်ဣချိုတို့လည်းတီလိုစိမ့်နေတယ် နေကန်တို့ကိုမင်းမြန်ရေးရဲစစ်မီတာခံယူနေတဲ့အဖိုးအိုရဲ့ဖြောင်းချက်တွေကိုလည်းနားထောင်ရင်းနဲ့နွယ်လေးလို့ခေါ်တဲ့ចောင်းစိမ့်ဝေးកောင်းပါလေးရဲ့နောက်ចောင်းကိုទីလိုက်ရပါတော့တယ်